စံကိုအခမဲ့ရရှိတာကြောင့်စံကိုဘရုံးမမဝယ်ဘူးလို့ပြောကြားခဲ့တဲ့အတွက်စိုက်ပျိုးရေးဝန်ကြီးကိုဂျပန်ဝန်ကြီးချုပ်ရှီဂေရုအီရှိဘာကမေ20ရက်ကဝေဖန်ခဲ့ပါတယ်။စံကိုအလကားရရှိတယ်လို့ပြောခဲ့တဲ့ဇာတ်ကားကိုဖောက်သည်တွေကလည်းဒေါသထွက်ခဲ့ပါတယ်။စံဝယ်ယူစားသုံးနေသူတွေဟာဈေးတက်လာတဲ့ပြဿနာကိုရင်ဆိုင်နေရပါတယ်။ဂျပန်ဆိုရက အရေးပေါ်တူလောင်ထားတဲ့ဆန်တွေတဲကတချို့ကိုရောင်းချပေးခဲ့ရပါတယ်။ဆက်ပြိုးရေးဝင်ကြီးတာကိုအီတိုကစားသုံးသူတို့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုလွန်ခဲ့တဲ့သတင်းပတ်အနည်းငယ်ကညင်းညူခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းမှာပြည်လုပ်ခဲ့တဲ့အစည်းအဝေးတစ်ခုမှာအီတိုကဆန်ကိုဘရောမမဝယ်ခဲ့ရဘူးလို့ပြောကြားခဲ့ပါတယ်။ကျွန်ုပ်ကိုထောက်ခံသူတွေကအများကြီးလှူကြတာကြောင့်လက်တွေ့မှာကျွန်တော်ကဆန်ကိုပြန်ရောင်းစားလို့တောင်ရပါတယ်လို့ဆက်ပြိုးရေးဝင်ကြီးကပြောပါတယ်။အများစုကြိုက်တဲ့ဆန်ရဲ့ဈေးနှုန်းဟာနှစ်အလိုက်နှစ်ဆနီးပါးတက်သွားတဲ့ဂျပန်မှာအီတိုရဲ့မျက်ချက်စကားတွေကဒေါသထွက်စရာဖြစ်စေခဲ့ပါတယ်။ ဝင်ကြီးချုပ်ကတော့ဆက်ပြွေးဝင်ကြီးရဲ့စကားဟာအလိုမဲကံအကြောင်းမလှလွန်တဲ့စကားဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဆက်ပြွေးဝင်ကြီးရဲ့အလုပ်ကမြင့်တက်လာတဲ့စံစည်းအတွက်အဖြေတွေကိုအခုပံ့ပိုးပေးဖို့ဖြစ်ပါတယ်လို့ဝင်ကြီးချုပ်ကပြောပါတယ်။